မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုပ်တည်းထဲကကွန်စုတစ်ဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိင်ကြီးဖြစ်ပါတယ်ကွန်ဒီမွန်စကားဖြစ်သည်အတိတ်ဘဲကလူကလေးตาကလေးဖြစ်လေသည် ချစ်ခင်ခြင်းအတိတ်ပဲပင်တည်းစုကမြန်မာစကားရိုးရိုးဖြစ်၏ထိုစကားနှလုံးကို ပေါင်းလိုက်တော့မောင်စုဖြစ်၍လာ၏မောင်စုသည်အောက်မြန်မာပြည်မွန်များပေါ်သောဒေသတွင်မွေးဖွားသူဖြစ်သောကြောင့်မိဘများကတားကလေးအားချစ်ခင်လှ၍ကွန်စုကွန်စုဟု ခေါ်ဆိုခြင်းပင်ဖြစ်လေသည် တော်ရွာကလေးတွင်မွေးဖွားရာဇာတိရှိတော်လဲဗရမားမှန်ကနော်နစ်တော်လဲမညစ်သည့်အယောင်တိုးလို့သာ ပြောင်းဟူသောရှေးလူကြီး၏စကားအတိုင်းမိမိ၏ပညာရောင်ကြောင့်ဆယ်တန်းစာမေးပွဲကိုမပင်မမဲအောင်မြင်ခဲ့၏ထို့နောက်ကောလိပ်ကျောင်းသို့ရောက်ထို့နောက်ပူနာသိပ်ပန်ထို့နောက်လန်ဒန်မြို့သိပ်ပန်ကျောင်းတော်ကြီးများသို့အသီးသီးရောက်၍လာခဲ့လေသည် ပညာအရရတုကိုလည်းတက်မြောက်၍လာခဲ့၏ယခုအချိန်တွင်ကကွန်စုသည် အထက်မြမပြည်မန္တလေးမြို့တော်ကြီး၌အစိုးရအမှုတန်းအဖြစ်ဖြင့်ဆောင်ရွက်လုပ်ကိုင်းလျက်နေ၏အလွန်အေးချမ်းသောအလုပ်ဖြစ်လေသည်လကလည်းအလွန်ကြီး၏မိမိအထက်မှစူးစူးပူပူလှုပ်သူလည်းမရှိ အလုပ်ကိုင်းနှင့်ပတ်သက်၍စိတ်ပင်ပန်းရန်အကြောင်းမမြင်စင်းစားမိတိုင်းဤအလုံမျိုးကိုရသည့်အတွက် ဝမ်းမြောက်မိပေ၏အစိုးရမင်းကိုလည်းရန်ဖန်ရန်ခါကျေးဇူးတင်၏အစိုးရမင်းကပေးထားသောအိမ်ကြီးမှလည်းကြီးကကြီးပါပြီတနည်းထမင်းစာကန်ဧကန်အိတ်ကန်းမှစ၍အခန်းပေါင်းများစွာရှိ၏အိမ်ပဝင်းကျင်တွင်စိုက်ပျိုးထားသော ပန်းပွင့်တို့မှအမျိုးမျိုးအပွင့်ပွင့်နေသော အပင်များလည်းရှိ၏မပွင့်သေးသောအငုံကလေးတွေနှင့် အပင်များလည်းရှိ၏ ပန်းပွင့်တို့မှာလဲအဖုံဖုံ၎င်းတို့ဤအယောင်တွေမှာဖြူဖြူဝါဝါပြပြမလက်အထက်ထက်နှစ်လဲရှိကြ၏အနက်ကင်းမဲ့သောပန်းတို့လဲမရှားမှွေးကြိုင်သောပန်းများကလည်းဆုံးအိမ်ရှိတက်တဲ့တွင် ပြုပြင်၍ထားသောမြက်ခင်းများလဲညီညာစွာ ကော်စောခင်းထားပြီးသောညနေခင်းများတွင်၎င်းအိမ်ရှိသို့ရောက်သွားသူတိုင်းရှင်လန်းသောစိတ်ပေါ်ပေါက်၍လာရမည်ကမလွယ်တည်း ကွန်စုဒီက၎င်းအင်ဂျီအတွင်း၌မင်းတပါဖြစ်လျက်နေ၏အလွန်လှပစွာဆင်ပြင်း၍ထားသောဧကန်းတွင်ထိုင်လိုထိုင်စာရေးခန်းတွင်စာဖတ်လိုဖတ်မျက်ခင်းပေါ်တွင်လမ်းလျှောက်လိုလျှောက်အားကျလောက်စရာကြီးဖြစ်ပေသည်တားလည်းမရှိမရလည်းမရှိလူပြိုကြီးဖြစ်၏အသက်လဲမငယ်30နီးနေပြီဤမြကြီးကျယ်ခမ်းနားသောအင်ကြီးအတွင်း၌တယောက်ချင်းနေထိုင်ရသည်မှာ ပြင်းတင်းတင်းဖြစ်၏မိဆွေမောင်လူအေးတို့မောင်ချစ်မောင်တို့မောင်ထွန်းအိုတို့မောင်ခင်ဖြူတို့မှမင်္ဂလာဆောင်ပြီးကြလေပြီမိမိတယောက်သာကြံတော့၏တင်းငုတ်တူကြီးကဲ့သို့ အခက်အလက်မရှိကမဖွဲအင်ကြီးကလည်းတင့်တဲအဘဲမှလူပြိုကြီးလှုပ်၍အကျိုးရှိအံ့ဤတို့စာကြည့်ခန်းထဲတွင် နေကင်းကရောက်လာသောတရင်စားတစောင်းကိုဖျင်းစင်းစားနေခိုက်တွင် ယဟန်တော်တပါတကားမခောက်ဘာမခောက်နဲ့ဘုံငနေပေါက်၍လာ၏ဇန်ဤတကိုးနှင့်ပင်ရောက်၍လာသလားမသိကွန်စုနှင့်တီဟောင်းဗမောចောင်းမှဥပစင်ကြီးဖြစ်လေသည်မိမိအားစွန်းလောင်းပွဲအတွက်မပင်သောကြောင့်လာရောက်၍စူပူခြင်းဖြစ်လေသည်ကွန်စုလည်းကျေနက်လောက်အောင် ဖြောင်းဖြောင်းဖြတ်ဖြတ်ရှောက်ထားရ၏ယဟန်ကြီးလည်းကျေနက်၍သွား၏ကျေနက်ယုံမျှမက သင်ငန်းတစုံကိုပင် အလှခံ၏။နောက်မှလှပရစေဟုကွန်ဆူလဲတောင်းပန်ရရှာလေသည်။ယဟန်ကြီးကြွသွားလင်နေကင်းကအလုံများနေ၍မဖက်ရသေးသော စာရဆောင်ကိုထုတ်၍ဖတ်၏။မိတ်ဆွေမောင်လူအေးထံမှ ပေးလိုက်သောစာဖြစ်လေသည်။တရင်ကျုံယုံပိရက်တွင်မိမိမယားမမျှတန်းနှင့် အလေလာမိအကြောင်းဖြစ်၏။မှွေရာချင်းတော်တို့ကိုစိတ်ဆက်၍ကြည်၏။နေရာခြားထားရန်အခန်းများကို စုံစမ်း၏မန္တလေးမြို့တော်၌လိုက်၍ပို့ရမည့်နေရာများကိုစဉ်းစား၍ကြည်၏မိတ်ဆွေနှင့် တွေ့ရမည်ဖြစ်သောကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်လျက်နေ၏ဤသို့ဝမ်းမြောက်ဝမ်းသာဖြစ်လျက်နေတုံးမှာပင် အိမ်အထက်ထက်ကညီးတန်ကိုကြားရ၍ထိုညီးတန်ကြားရအခန်းသို့သွား၏အခန်းထဲတွင်ညီးနေသူမှာမိမိဤတူ မောင်သွင်းဖြစ်လေသည်မောင်သွင်းမှာဘောလုံးကံရာတွင်လဲ၍ ခြေစစ်လွဲသွားသည်မှာဆယ်ရက်ခန့်ကြာလိမ့်ပြီ အခုထက်တိုင်းမပြောက်သေးဖြစ်၏ဒုက္ခကြီးတစ်ခုဖြစ်လေသည်ဆရာဝန်ကိုခေါ်ရ၏မောင်တွင်အားကြည့်ရှုရန်လူတယောက်ကိုငှားထားရ၏မောင်တွင်ညင်းညူနေသည်ကိုတနာမိ၏၎င်းအားအားပေးသည် မောင်တွင်နှင့်စကားပြောနေခိုက်မှပင်မိမိ၏ညီမောင်နေသည်တားမရနှင့်တကွအခြားလေးငါးယောက်ပါ အထုပ်အပိုးတွေနဲ့ပေါက်ရွေလာကြ၏။ကွန်စုအံအားတင်စီရန်ကျေနံမပေးစာမပေးဘဲလာကြခြင်းဖြစ်လေသည်။ကွန်ဆူလေမောင်တွင်ဤအခန်းထဲမှပြေးဆင်းသွားပြီးလျှင်မိမိဤညီမောင်နီနှင့်ပါလာသူတို့အားဝမ်းမြောက်ဝမ်းသာအေကန်းတွင် ခိတ္တဧခန်း၍မိမိအိတ်ခန်းတွင်ပင်ပြည့်စည်များနှင့်တကွနေရာချ၍ထား၏ညာသာစားတောက်ကြရန်ကိုလည်းအစီခံများအားစီမံစေ၏ ဤသို့ရှုပ်ထွေးနေခိုင်မှာပင်အရက်ထဲမှ လူကြီးများအားမိမိတို့ညှိနှိုင်း၍စောက်လုတ်အတော်ဇရက်ရေဆက်ချရန် လာရောက်ခေါ်ကြသောကြောင့်ဧည့်သည်တို့အားတောင်းပန်ထားခဲ့ပြီးလျှင် ထွက်သွားရပြန်၏ရေဆက်ချရာအရက်တွင်ငယ်စဉ်ကကျောင်းနီးဘက်တာဟန်နှင့်တွေ့၏တာဟန်ကလူစိုးလူတေလွင်ပါ၍နေသူဖြစ်၏ကွန်စုအာမြင်လင်အာရဝန်တာနှုတ်ဆက်၏ ွန်ဆူလဲ၎င်းနီးတူနှုတ်ဆက်၏ပြီးတော့စားတောက်စရာမရှိ၍ငွေအနှဲငယ်ထောက်မပါမီအကြောင်းတာဟန်ကပြော၏ကွန်ဆူလဲအိတ်ထဲမှငွေ၅ချက်တန်းစက်ကူတစ်ချက်ကိုထုတ်ပေး၏ထို့နောက်ရေဆက်ချားခြင်းကိစ္စပြီး၏အိမ်တို့ပြန်ခဲ့လေတည်းအိမ်တို့ရောက်၍ညီနှင့်စကားပြောဆိုမိဟုအခန်းထဲသို့ဝင်သွားသည်နှင့်တပြိုင်နက်ညီကကျင်းနန်းစားတစ်စောင်ကိုထုတ်၍ပေး၏ မိမိအိမ်တွင်မရှိကြ၊ရောက်သောကြေးနန်းစာဖြစ်လေသည်။အလွန်ရင်းနှီးသော မိတ်ဆွေကြီးမောင်တန်းထံမှဖြစ်လေသည်။အရေးကြီးသော ကိစ္စအတွက်ငွေနှရာချက်ချင်းလွန်၍ချက်ချင်းတင်ပို့လိုက်ရန်ရိုက်ကြားလိုက်ခြင်းဖြစ်၏။မိမိလက်တွင် ရှိသောငွေကို စစ်ဆေးကြည့်၏။ငွေတရားသာ ပေးနိုင်ပေလိမ့်မည်။ဧည့်သည်များကိုလည်းအဲ့ခံပေးရအောင်မီမောင်လူအေးတို့လင်းမြားလဲအလဲလာကြအောင်မီတနေ့ကပင် 6ထောင်တန်မော်တော်ကားအိုကြီးကို3ထောင်နှင့်ဝယ်လိုက်မိလေသည်။ငွေများများဆဆလက်ထဲတွင်မကြမ်းငွေတရာသာ တင်ပို့မည်ဟုဆုံးဖြတ်၏။ထို့သောချက်ချင်းမပို့နိုင် မနှက်မှပို့ရမည်ဖြစ်လေသည်။ဤသို့ဆုံးဖြတ်ပြီးနောက်ညီနှင့်စကားတခွန်းနှခွန်းမျှပြော၏။ဧည့်သည်တွင်နှင့်လည်းစကားတခွန်းနှခွန်းပြော၏။ဧည့်သည်များအားထမင်းကျွေးရန်ဆင်း၍စီမံနေရပြန်၏။ တာမယမရှိသောကြောင့်မိမိကိုယ်တိုင် စီမံရပေသည်တာမယရှိက၎င်းအရာမျိုးသည်တာမယတို့၏အရာသာဖြစ်၏တာမယရှိက ကောင်းလေစွာဟုတာမယကို တောင့်တ၏ဤသို့တွေးတော်၍မျှမဆုံးမီလူတစု အိမ်ထဲသို့ဝင်လာသည်ကိုညင်ရသည်နှင့်အေကန်းသို့ထွက်သွားရာဖျားလူကြီးများဖြစ်ကြောင်းသိရ၏နှစ်စဉ်ဖျားပွဲတော်ကျင်းပရန်အတွက် လာကြခြင်းဖြစ်၏ ကွန်စုထမ်းမှအနည်းဆုံးငွေ30မြတ်ရမည်ဟု မျှော်လင့်ကြောင်းပြောကြ၏ကွန်စုစိတ်ထဲတွင်အေး၍သွား၏တဖန်နှွေး၍လာပြန်၏အဘယ်နေမှန်းမသိငွေအစိတ်ကို တောင်းတောင်းပမန်နှင့်လှူလိုက်၏လက်ထဲတွင်ကြံသောငွေနှင့်ဧည့်သည်တို့အားအတို့လင် ပြုစုနိုင်အံ့နီ မော်တော်ကားကြီးကို ပြန်၍ရောင်းချလိုသောဆန္ဒပေါ်၍လာ၏ဖျားလူကြီးများထွက်၍သွားကြသောအခါ ဧည့်သည်များအားညစာကြွေး၏မိမိလည်း၎င်းတို့နှင့်အတူဝင်၍စား၏တမင်းစား၍မျှမပြီးသေးမီမိษွေဆရာတင်ပေါက်လာ၏ဆရာတင်ကမြမစာကိုများစွာလိုက်စားသူဖြစ်လေသည်ကွန်ဆူလည်းမြမစာပေဝါဒနာပါသူဖြစ်၏စာအကြောင်းပေအကြောင်းဆွေးနွေးရန်ဆရာတင်ပေါက်၍လာခြင်းဖြစ်၏တမင်းစားသည်ကို တဝက်နှစ်ပင် အပီးတကာဆရာတင်နှင့်ထွက်၍စကားပြောရ၏ဆရာတင်အားလက်ဖက်ရည်တိုက်၏စာကြောင်းပေကြောင်းပြောဆိုနေကြသည်နှစ်ပင် အတော်ညနဲ့၍သွား၏ဆရာတင်ပြန်သွားလင်ညီနှစ်တကွာဧသည်တို့နှင့်မအိပ်မီစကားပြော၏ထို့နောက်တူမောင်တွင်ရှိရာသို့သွား၍အားပေး၏နောက်ဆုံး၌ဧကန်တွင်မိမိအတွက်ခင်းထားသော ပတ်တူဂရင်ကလေးပေါ်တွင် ပြည့်လှဲလိုက်၏ မနှက်ပြန်ရောက်ကြမည်မောင်လူအေးတို့လင်မယားအကြောင်း၎င်းတို့အားနေရာချထားရန်အကြောင်း6000တန်မော်တော်ကားအိုကြီးနှင့်ကြကြနနစင်းကြုံမည်အကြောင်းတို့ကိုစဉ်းစားရင်အိပ်ပျော်သွားလေတော့တည်းအားလုံးပဲကျေနပ်နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူပါတယ်ပြည့်စုံနိုင်ကြပါစီနော်